ခရိုနီကရောမင်းသမီးတွေကိုကြော်တက်ပြီးတော့ရွှေကိုဘိသာကျော်နဲ့ချဲ့ထားတဲ့မင်္ဂလာဝတ်စုံဝတ်ဆင်ခဲ့တဲ့ဆိုဖီးသစဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါဘိရှ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဆိုဖီးသစဉ်ကဒီကနေ့မှာဟဲဝင်ရန်နဲ့အတူဆူလီယာရစ်ပတ်မင်္ဂလာဝဲကြီးကိုအခမ်းအနားဆုံးကျင်းပဖို့အစီအစဉ်ထားခဲ့တာပါပြီးခဲ့တဲ့ရက်ကလေးကဆိုဖီးသစဉ်ကမင်္ဂလာဝဲကြီးမှာဘလိုဝတ်စုံများဝတ်လာမလဲလို့ရှင်ခုန်ဆစ်လို့ရှာနေကြတာပါဆိုဖီးသစဉ်က fashion ကွယ်နေသူအဖြစ်အမြဲတမ်း ပွဲတိုင်းမှာအတိမပြုခံနေရတာပါဒါကြောင့်မို့လဲသူရဲ့မင်္ဂလာပွဲမှာဆိုရင်တော့ fashion ကိုအဓိကစိတ်ဝင်စားကြပါတယ်အားလုံးစိတ်ဝင်စားနေကြတဲ့မင်္ဂလာဝတ်ဆောင်တဲ့အတူစူပြည့်တစင်ကလည်း surprise အကြီးကြီးကိုတိုက်ချလိုက်တာပါစူလျာရဲ့ဘက်မင်္ဂလာပွဲမှာစူပြည့်တစင်ကမြမာမှုကိုခြားပြတဲ့မင်္ဂလာဝတ်ဆောင်ဝတ်ဆင်လာခဲ့တာဖြစ်တဲ့စူပြည့်တစင်ကမြမာယူရထိုင်မသိန်းကိုအခမ်းအနားဆုံးနဲ့အကျော်ရှင်ဆုံးဖြစ်အောင်ပြင်ဆင်ထားတာပါသူဝတ်ဆင်ထားတဲ့မင်္ဂလာဝတ်ဆောင်လေးက တာမန်ဝစ်စုံမျိုးမဟုတ်ဘဲနဲ့သိန်းပေါင်းတောင်းတဲ့ချီကိုတန်တဲ့ဝစ်စုံ ဖြစ်နေတာပါသူတို့သမီးရောသူတို့သားရောနှစ်ယောက်ပေါင်းကိုရွှေနဲ့ဗရံများတွေအပြည့်ခြံရံပေးထားတဲ့ဝစ်စုံဖြစ်နေတာပါဆိုပြတဲ့စဉ်ဝစ်ထားတဲ့ဝစ်စုံမှာဆိုရင်ရွှေအစ်စ်ဗရံများအစ်စ်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ။ထမိန်မှာဆိုရင်လည်းဂျိတ်လိုင်းကိုရွှေပန်ခတ်အသေးလေးတွေနဲ့စီရီထားတာပါ။ဒါအပြင်ပဝါမှာဆိုရင်လည်းရွှေကိုပုံတံမျိုးစုံ ပြင်ဆင်ထားခဲ့ပါတယ်။ဒါအပြင်ဂျာထဲမှာလည်းဗရမားအစစ်တွေနဲ့အတူပြန်ချန်ထားတာပါ။ဒါကြောင့်မို့ဆိုပြည်တစင်ရဲ့ဝတ်စုံတစ်ခုလုံးကတံပိုးကြီးရတနာတွေနဲ့သာပြည့်နှက်နေကြရပါတယ်။ဒါဒီမဲလားဆိုတော့မဟုတ်ဘဲနဲ့ပဝါကိုလည်းရွှေချုံလာပဝါကြီးနဲ့ခန်းနာစွာခြုံခွင့်ရခဲ့တာပါ။ ဆိုပြတဲ့စဉ်လိုပဲဟင်ဝီယံဝစ်စနဲ့ဝစ်စုံကလည်းရှေးခေတ်ကဘယင်နန်းတော်နန်းတရားမဲ့ဝစ်စုံလိုမျိုးနန်းဆန်စွာနဲ့ခြားပြထားတာပါ။ဒါအပြင်ဗရံများနဲ့ရွှေတွေကိုသုံးပြီးတော့အလှဆင်ထားတာတကယ်ကိုပဏ္ဏယံလာပါတယ်။ဒါအပြင်ဆိုပြတဲ့စဉ်ကင်မဲ့သတို့သမီးလက်ကင်ဘန်းကလူတိုင်းကင်တဲ့ချင်းနဲ့ပန်းအမျိုးစားဖြစ်နေကြတာပါ။လူတိုင်းကင်ချင်းနဲ့ပန်းအမျိုးစားအဲ့ဒါကတော့ရွှေပန်းခိုင်ဖြစ်နေတာကြောင့်ပါ။ရွှေသားအစစ်နဲ့ပြုတ်လုထားတာဖြစ်ပြီးတော့ ဝင်းမုံအလွာတစ်ခုချင်းစီအဖြစ်ရွှေကိုအသုံးပြုပြီးတော့လှုပ်ထားတာဖြစ်ပါတယ်။ရွှေပန်းဖူးလေးတွေအဖြစ်တည်ချလှုပ်ထားပြီးတော့တစ်ခုလုံးကိုရွှေသားအစစ်နဲ့သာပြုလုပ်ထားတာပါ။ဒါကြောင့်မို့ရွှေလက်ကင်ပန်းတစ်ခုရင်းနဲ့တင်ပိတ်တဲ့ချိန်အဖြစ်တော်တော်လေးကိုများချောင်းသိရပါတယ်။ဝစ်စုံနဲ့ရွှေပန်းခန့်နေတဲ့ဆိုရင်တော့ရွှေပိတ်တာပေါင်း၉ပိတ်တာလောက်ရှိရလို့သိရပါတယ်။ဒါအပြင်လက်ဝတ်ရတနာတွေလည်းပါသေးတာမို့တစ်ခုလုံးကိုတော့ရွှေနဲ့ဗရမားချထားတယ်လို့တောင်ထင်ရတာပါ။မြန်မာမှုဟန်ကိုပြသဖို့အတွက်လက်ဝတ်ရတနာတွေကိုလည်းဗရမားစစ်စစ်တွေကို ဆင်မြန်ခဲ့လို့သိရပါဗျ။ ဒီအရာအားလုံးကိုမြန်မာနိုင်ငံရဲ့နာမည်ကြီးရွှေဆိုင်တွေဖြစ်တဲ့ဝိန်ဖူးစိန်ရွှေရတနာဆိုင်ထိတ်တန်းစိန်ရွှေရတနာဆိုင်တို့ကနေပူးပေါင်းပြီးတော့ပါဝင် အားဖြည့်ထားတယ်လို့လည်းသိရပါတယ်။မင်းသမီးတွေထဲမှာရှေ့မှာဆိုရင်လည်းခရိုနီတထီးတွေနဲ့ယူပြီးတော့မင်္ဂလာဝဲကိုချင်းချင်းတဲကျင်းပါခဲ့ပါတယ်။သူတို့အနေနဲ့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထီးတွေကိုယူထားတာမို့အခမ်းအနားဆုံးကျင်းပခဲ့ကြတာပါ။ဒါပေမဲ့ရွှေနဲ့အတီးလှုပ်ထားတဲ့ဝတ်စုံမျိုးဝတ်တာမျိုးမရှိသေးတဲ့အတွက်ဆိုဗီယက်သင်းကကြော်တက်သွားနိုင်ပြီလို့ဆိုရမှာပါ။ဆိုဗီယက်သင်းကခရိုနီတထီးကိုမယူပေမဲ့လည်း အဲ့ဒီမင်းသမီးတွေနဲ့အပြိုင်ကိုမျက်နှာပန်းလာနေရပါပရိသတ်ကြီးရောဆိုပြေတဲ့စင်လိုရွှေနဲ့ချဲ့ရန်ထားတဲ့ဝတ်စုံမျိုးဝတ်ချင်ကြလားကောမန့်လေးထဲမှာရေးပေးခဲ့ပါအောင်ငယ်စဉ်အတွင်းရဲ့ဝတ်စုံလေးထဲမှာဘယ်ဝတ်စုံကိုအကြိုက်ဆုံးလဲရေးခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်